မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးတော့ရှင်းပြပေးမှာကတော့စတမရန်တင်ချတဲ့ကစာမျက်နှာ52ပြန်လည်လေ့ကျင့်ခံမယ်ဖြစ်ပါတယ်။အဲ့ဒီမှာနံပါတ်1ကြီးအောင်အပိုင်းကိန်း3ခုဤပေါင်းလက်ဒီအပိုင်းကိန်းကို3ခုပေါင်းမယ်။သူရဲ့ပေါင်းလက်က9 3ပိုင်း2ပိုင်း5 2 3ဖြစ်ပြီးတော့မှပထမကိန်းက2ဒုတိယကိန်းက2 3ပိုင်း2ပိုင်းဖြစ်လျင်တတိယကိန်းကိုရှာပါ။ဟုတ်ပြီဒါကကြတော့ အပိုင်းကိန်း၃ခုကိုပေါင်းထားတယ်ပေါင်းလက်ပထမကိန်းရကြတော့1ဖြစ်မယ်ဒုတိယကိန်းရကြတော့2သုံးပိုင်းတစ်ပိုင်းဖြစ်မယ်ဆိုရင်တတိယကိန်းကိုရှားပါမယ်တဲ့အဲ့ဒီတော့အဲ့ဒီပုံစံကိုဆံမတော့ပေါ့နော်အဲဒီပေးထားချက်ရေးပြီးမှတွက်ချင်းလဲတွက်လို့ရတယ်တကယ်လို့ပေးထားချက်မရေးချင်ဘူးဆိုရင်လည်းမရေးဘဲနဲ့တွက်လို့လည်းရတယ်အဲ့တော့ပထမဆုံးဆံမတော့ရေးမယ်ဆိုလို့ရှိရင်အပိုင်းကိန်း၃ခုဤပေါင်းလဲလို့ရေးရမယ်ပေါ့ဟုတ်ပြီနော် အဲ့တော့အပိုင်းကိန်း၃ခု ਈ ပေါင်းလဲဒါကတော့ကလေးတို့အကြောင်းမှာတင်တဲ့ဆရာမရဲ့တင်းနည်းပေါ်မှာမူတည်ပါမယ်ဆရာမတော့ပြည့်စုံသွားအောင်ရေးပေးမယ်အပိုင်းကိန်း၃ခု ਈ ပေါင်းလဲညီမချင်း၅ပိုင်း၂ပိုင်းအဲ့ဒါပြီးတော့ပေးထားတာကပထမကိန်းပထမကိန်းရကြတော့၄နောက်တစ်ခုကဒုတိယကိန်းဒုတိယကိန်းက နေ့၃ပိုင်း၃ပိုင်းလိုချင်တာကတတိယကိဒါကြတော့ဆရာမတို့ပြပြဆုံဆုံရေးလိုက်တာတချို့ကျောင်းတွေမှာကြတော့ဒီလိုမျိုးမိထားချက်တွေမရေးတော့ဘဲနဲ့သူရှာခိုင်းတာကိုတခါလေတရားရှာတာမျိုးရှိတယ်။ဟုတ်ပြီပထမကိရဲ့ဒုတိယကိရဲ့တတိယကိရဲ့ပေါင်းချင်းဆရာမတို့လိုလေးပေါင်းလိုက်လို့ပထမကိအပေါင်းဒုတိယကိအပေါင်းတတိယကိအပေါင်းတတိယကိ အဲ့လိုမျိုးသုံးခုပေါင်းလိုက်တာဒီဘယ်လောက်ရလဲဆိုတော့9 3ပိုင်း2ပိုင်းဆိုပြီးတော့ရတယ်။အဲ့တော့ဆရာမတို့လိုချင်တာကတတိယကိန်းကိုလိုချင်တယ်။တတိယကိန်းကိုလိုချင်တော့ဒီနှစ်ခုကဆက်လို့တစ်ခါတည်းအစားထိုးလိုက်မယ်။ပထမကိန်းကကြတော့2ဒုတိယကိန်းကကြတော့2 2ပိုင်း sorry 3ပိုင်း2ပိုင်းပြီးတော့မှသူ့ကိုဆရာမဒီလိုလေးလုပ်ထားလိုက်မယ်။အဲ့ဒါလေးကိုဖယ်လိုက်ခြင်းလို့ဟုတ်ပြီနော်။အဲ့ပြီးတော့မှတတိယကိန်းဆိုပြီးရေးလိုက်မယ်။ ဟုတ်ပြီဆရာမတို့လိုချင်တာကတတိယဂိမ်းကိုလိုချင်တယ်တတိယဂိမ်းကိုလိုချင်တော့ဒီ green light ကိုပဲဟိုဘက်ကိုရွှေ့လိုက်တယ်ဟုတ်ပြီနော်ဟိုဘက်ကိုရွှေ့လိုက်တဲ့ခါမှာဒီမှာအပေါင်းဆိုတော့ဒီမှာပေါင်းထားတာဂိမ်းနေရာပေါင်းထားတာဆိုတော့ဒီဘက်ကိုလာပြီးတော့နှုတ်မယ်ဟုတ်ပြီနော်အဲ့တော့တတိယဂိမ်းကိုလိုချင်တော့ညချင်း၅ပိုင်း၂ပိုင်းအနုတ်နဲ့အပေါင်းနဲ့၃ပိုင်း၃ပိုင်း ဟုတ်ပြီလားအဲ့တော့ဆင်မတစ်ခုပြောချင်တာကဒီ green ကိုဒီမှာရောရှင်းခဲ့လို့မရဘူးလားဆိုတော့ရပါတယ်နော်ဒီမှာရှင်းပြီးတော့မှအဲ့အာကိုမှဒီဘက်မှာလာပြီးတော့နှုတ်လို့ရမရဘူးလားဆိုရင်ရတယ်အဲ့ဒါလေးကိုဆင်မတစ်ချက်ပြောချင်တယ်ဟုတ်ပြီလားနှစ်အပေါင်းနှစ်သုံးပိုင်းတစ်ပိုင်းကိုဒီမှာရင်ရှင်းရှင်းပြီးတော့မှဒီဘက်ကအပေါင်းဒီဒီမြင်ရချင်းတစ်ဖက်ကိုလာတော့နှုတ်တယ်ဆိုလို့ရှိရင်လည်းရတယ်အဲ့တော့ဆင်မတို့ဒါဘယ်လိုလုပ်မလဲဆိုတော့ဒီ green ကိုအရင်ဆုံးရှင်းလိုက်မယ်ဟုတ်ပြီနော် အဲ့တော့သူကပေါင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နေ့ရက်နေ့ရက်ပေါင်းလိုက်တော့၄၄၃ပိုင်း၃ပိုင်းဆိုပြီးတော့ရတယ်။အဲ့တော့ဒီဟာ၅၃ပိုင်း၂ပိုင်းအဲ့တော့သဘောပေါက်ပြီထင်ပါတယ်။တကယ်လို့ကလေးတို့ကဒီမှာကလေးကရှင်းခဲ့ရင်ဒါဒီ၃ပိုင်း၃ပိုင်းဆိုပြီးတော့ရတယ်။အဲ့အလေးကိုဒီဘက်မှာလာပြီးတော့နှုတ်လိုက်ပဲ။ဟုတ်ပြီနော်။ဒါတွက်နေမတူတဲ့အခါမှာကလေးတို့ဒုက္ခရောက်မှာဆိုလို့ပါ ဟုတ်ပြီဒါဆိုရင်ငါ၃ပိုင်း၂ပိုင်းတည်းကနေ၄၃ပိုင်း၃ပိုင်းရှင်းမယ်အပိုင်ကိန်းနေရှင်းတာကလွယ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီကအပြည့်ကိန်းနေကိုအရင်ဆုံးထုတ်ပြီးတော့မှရှင်းလိုက်မယ်ပြီးတော့မှဒီကိန်းနဲ့ဒီကိန်းပြည့်နဲ့ပေါ့နော်အပြည့်ကိန်းနဲ့အပိုင်ကိန်းကြားထဲမှာဒီအပေါင်းရှိတာဖြစ်လို့ဆရာမတို့ဒီမှာအပေါင်းလက္ခဏာထည့်မယ်ပြီးတော့မှ၃ပိုင်း၂ပိုင်းအနုတ်၃ပိုင်း၃ပိုင်းဆိုပြီးတော့သူ့ကိုရှင်းမယ်အဲ့တော့၅ရက်၄ကိုနှုတ်တာကတော့၁ပြီးတော့မှဒီကအပေါင်းလက္ခဏာ၃ သူကပိုင်းချေလဲညှိပြီးသားဆိုတော့3နှစ်ထရား1ကိုလုတော့1အဲ့တော့အဖြေက1ပုံပိုင်းတစ်ပိုင်းဒီနှခုပေါင်းလိုက်တော့တဲ့၃ပိုင်း၃ပိုင်းအဲ့တော့ဆရာမတို့ဒါဘာကိုရှာလိုက်တာလဲဆိုတော့တတိယကိန်းကိုရှာလိုက်တာမလို့တတိယကိန်းဒီ၈၃ပိုင်း၃ပိုင်း The solution ဆရာမနံပါတ်2ကိုဆက်ကြည့်မယ်။နံပါတ်1က9လုံးပိုင်းတစ်ပိုင်းအပေါင်း36ပိုင်းတစ်ပိုင်းတို့ဤပေါင်းလက်ကိုဒီပေါင်းလက်ကိုနော်6 3ပိုင်းတစ်ပိုင်းမှ9 3ပိုင်းနှစ်ပိုင်းနှုတ်ရရတော့နှုတ်လက်ဖြင့်မြောက်ပါဒီဟာရဲ့ဒါရဲ့ကိုမြောက်ခိုင်းတာဒါဆိုရင်ဒီဟာဒီနှစ်ခုအပေါင်းဒါကခွင်းတခွင်းနဲ့ရေးမယ်ပေါင်းလိုက်မယ်ပေါင်းပြီးတော့မှအဲ့ဒီပေါင်းလက်ကိုတဲ့6 3ပိုင်းတစ်ပိုင်းမှ9 3ပိုင်းနှစ်ပိုင်းနှုတ်ရရတော့နှုတ်လက်ဆိုတော့ဒါကနှုတ်မယ်အဲ့ဒါပြီးတော့မှအဲ့ဒီနှစ်ခုဒါကခွင်းလေးနဲ့ဒီမှာနှုတ်မယ် ရထားတဲ့ဒီ green နှစ်ခုကိုကြတော့နှုတ်လက်ဖြင့်မြှောက်ပါဆိုတော့ဒီကြားထဲမှာအမြောက်ရှိမယ်။ရပြီနော်။အဲ့တော့ငါး၃ပိုင်းတစ်ပိုင်းအပေါင်း၃၆ပိုင်းတစ်ပိုင်းတို့ဤပေါင်းလက်ကိုဆိုတော့အပေါင်းလက္ခဏာ၆၃ပိုင်းတစ်ပိုင်းမှငါး၃ပိုင်းနှစ်ပိုင်းနှုတ်ရရတော့နှုတ်လက်ဆိုတော့ဒီမှာအနှုတ်လက္ခဏာဖြင့်မြှောက်ပါဆိုတော့ကြားထဲမှာအမြောက်လက္ခဏာရှိရင်ဒါရှင်တို့စပြီးတော့ရေးရမယ်။စာလေးပဲဟုတ်ပြီနော်။ဟုတ်ပြီအဲ့တော့စပြီးတော့ရေးရအောင်ခုနဆရာမပြောသလိုပဲငါး၃ပိုင်းတစ်ပိုင်းအပေါင်း ၃၆ပိုင်း၃ပိုင်းတို့ဤပေါင်းလဲဒါရပြီပေါင်းလဲပြီးတော့မှနောက်တစ်ခုက၆၃ပိုင်း၃ပိုင်းမှာ၅၃ပိုင်း၅ပိုင်းနှုတ်ရရတော့နှုတ်လက်ဖြစ်မြောက်ပါဆိုတော့ဒီလိုလေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာညီမချင်းထုတ်ပြီးတော့တွက်မယ်တခွင်းစီရှင်းမယ်အဲ့တော့ပထမအောင်ဆုံးဒီမှာကင်းရောတွေပြထားတယ်ငါး၃ပိုင်း၃ပိုင်းဆိုတော့ကင်းအောင်ပြောင်းမယ်ငါး၃လေး၁၅တင်းနဲ့ပေါင်းတော့၁၆ပိုင်းချီရ၃အပေါင်း၆၃လေး၁၈တင်းနဲ့ပေါင်း၁၉ ပိုင်းခြေက6ဟုတ်ပြီဒါရဲမှာအများလက္ခဏာရှိမယ်ဒီဘက်ကခွင်းလေးကိုရှင်းအောင်6 3 28တက်နဲ့ပေါင်းတော့19ပိုင်းခြေ3 5 3 25 25ရဲ့နေ့ရဆိုတော့19ပိုင်းခြေက3ဟုတ်ပြီအဲ့တော့ဒီမှာတော့ပိုင်းခြေညီပြီးသားဆိုတော့သူ့ကိုရှင်းလိုက်အောင်မယ်ဒီမှာဆရာမတို့ပိုင်းခြေညီပေးရပါမယ် အဲ့တော့သူ့ကိုနည်းနည်းမြောင်းမယ်ဆမရောသူ့ကိုလည်းနည်းနည်းမြောင်းမယ်အဲ့တော့ရေးကြည့်အောင်3နဲ့6ဒါပိုင်းခြေညိတာလည်းသိပြီးသားဟုတ်ပြီနော်ဘုံပိုင်းခြေထားမယ်ရွှေ6နဲ့6က32လက္ခဏာကအပေါင်း6ပိုင်း19ပိုင်းပြီးတော့မှအမြောက်သူ့တခါလေးရှင်းလိုက်တော့မယ် sorry ဒါရှင်းပြီးလို့ရှင်ဝင်းထည့်စရာမလိုတော့3 19နဲ့19ကိုနှုတ်လိုက်တော့2ပြီးတော့ဒီမှာ6 32ရဲ့19ရဲ့ပေါင်းမယ်90နဲ့ ဒီဘက်မှာအညာနဲ့သုံးသုံးပိုင်းနှစ်ပိုင်းဆိုမျိုးရှိမယ်အဲ့တော့ဒါကိုဆရာမတို့ကဆက်ပြီးတော့မှရှင်းမယ်နှစ်တက်လေးနှစ်နှစ်သုံးလေး6အဲ့တော့သုံးအလီဝင်ကြည့်မယ်သုံးတက်လေးသုံးနှစ်ကျင်3927ဒါဆိုရင်ဆရာမတို့ရပြီပေါ့စက်ခွန်ရဲ့3ရဲ့အပပိုင်းဝေမြောက်တာကစက်ခွန်ပိုင်းချီမာက3ဒါဆိုရင်ပိုင်းဝေရာကြည့်လို့ရှိရင်ဆရာမတို့ကသူ့ကို ဘာဖြစ်ပြောင်းပေးရမလဲဒါကအပိုင်းကင်းရောင်ဖြစ်တဲ့အတွက်ကြောင့်မလို့အပိုင်းကင်းရော့အဖြစ်ပြောင်းပေးမယ်ဒါပြောင်းတတ်ပါတယ်เนาะအဲ့တော့ကျွန်တော်စာကြည့်အောင်စက်ခွန်ကိုဒီ3နဲ့စာ3545နှစ်ကျင်အဲ့တော့ဒီ9ကိုရှေ့ရရေးမယ်9အဲ့တော့ဒါပိုင်းခြေကတော့ပိုင်းခြေအတိုင်းပဲအကျွင်းကပိုင်းဝင်နေရာမှာရေးမယ်9ပိုင်း2ပိုင်းနံပါတ်9ပိုင်း4ပိုင်း2 5ပိုင်း2ပိုင်းတို့ဤပေါင်းလက်ကို၎င်းတို့ဤနှုတ်လက်ဖြစ်စားပါ ဒီနှစ်ခုပေါင်းမယ်ခုနလိုပဲနော်ဒီအခွက်နေရာမှာဒီနှစ်ခုပေါင်းမယ်၅ဘိုင်း၄ဘိုင်းအပေါင်း၉ဘိုင်း၂ဘိုင်းဆိုရင်ပေါင်းမယ်ပြီးတော့မှ၎င်းတို့ကြီးနှုတ်လက်ဆိုတော့၅ဘိုင်း၄ဘိုင်းအနှုတ်၉ဘိုင်း၂ဘိုင်းဆိုပြီးတော့ပြီးတော့ဈားထဲမှာသူတို့နှစ်ခုဘာလို့ပေးရမလဲဆိုတော့နှုတ်လက်ဖြစ်စားပါဆိုတော့ဒီသားမှာအစားဆိုပြီးတော့လက္ခဏာထည့်ပေးရမ ရေတုံးကဆရာမတို့ကဒီနှစ်ခုဒီရပေါင်းလက်ရဲ့ဒီနှုတ်လက်ရဲ့ကိုမြောက်ခိုင်းတာဒီမှာကျတော့သူတို့နှစ်ခုဒီအပိုင်းကိနှစ်ခုပေါင်းလက်ရဲ့အပိုင်းကိနှစ်ခုနှုတ်လက်ရဲ့ကိုကြားထဲမှာသူကစားခိုင်းတာအဲ့ဒီနှုတ်လက်နဲ့စားပေးပါတဲ့နားပြီနော်အဲ့ဒါစကွင်းလေးနဲ့ရေးရအောင်ဟုတ်ပြီရေးမယ်၅ပိုင်း၄ပိုင်းနဲ့၅ပိုင်း၅ပိုင်းတို့ဤပေါင်းလက်ဆိုတော့ပေါင်းမယ်၅ပိုင်း၄ပိုင်းနဲ့၅ပိုင်း၅ပိုင်းရဲ့ပေါင်းလက်ကို၅ပိုင်း၄ပိုင်းနဲ့၅ပိုင်း၅ပိုင်းရဲ့နှုတ်လက်နဲ့ စားပေးပါဆိုတော့ဂျားထဲမှာအစားလက္ခဏာရှင်းတယ်။ဒါဆိုရင်ဆရာမတို့ဂျီကွေးနှစ်ခုရှင်းမယ်။အဲ့တော့သူကတော့အပိုင်းကိန်းနေဖြစ်တဲ့အတွက်ကြောင့်မလို့အပိုင်းကိန်းကြောင့်အပိုင်းကိန်းရောမဟုတ်တဲ့အတွက်ကြောင့်အပိုင်းကိန်းရောင်ပြောင်းစရာမလို့ဆက်ပြီးတော့မှတွက်လိုက်တော့မယ်။အဲ့တော့ဆရာတို့အကျန်ထဲမှာစဉ်းစားမယ်။ပိုင်းချီညီဖို့ရန်အတွက်ဆိုရင်9445 9545တော့9ကိုကိုနဲ့မြောက်မယ်။ကျိုး9နဲ့မြောက်မယ်။ဟုတ်မလားဒီမှာလည်းပဲ9ကိုကိုနဲ့မြောက်9ကို9နဲ့မြောက်။ပိုင်းဝေကိုလည်းမြောက်မယ်။4ကိုကိုနဲ့မြောက်။ဒါအကျန်စဉ်းစားတာနော်။ နှစ်ကိုလည်း၅နဲ့မြောက်လေးကြတော့၉နဲ့မြောက်နှစ်က၅နဲ့မြောက်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့မြောက်ကြည့်အောင်အဲ့တော့၅၉၄၅ပိုင်းချေရ၄၅ရမယ်အပေါင်းဒါလည်းပဲ၄၅ရမယ်အဲ့တော့၉လေး၄၃၆ဒါကိုရှင်းမယ်နော်၉လေး၄၃၆၅နဲ့၄၁၀ပြီးတော့မှဇာတဲမှာအစားလက္ခဏာဒါကလည်း၅၉၄၅၉၅၄၅ဆိုတော့ပိုင်းချေက၄၅ အနော်45ဟုတ်ပြီပိုင်းဝေစဉ်းစားမယ်ကိုးလေးဒီကိုးလေးဒီက36 9နဲ့လေးက10ဟုတ်ပြီခွင်းနဲ့ကိုရှင်းမယ်ပိုင်းချီ45 36အပေါင်း10 46အစရာပိုင်းချီ45 36အနုပ်10က26ဒါဆိုရင်ဆရာမကြည့်ပြီးသားအပိုင်းကိန်းနှစ်ခုကိုစားတဲ့အခါမှာဒီကိန်းကိုစားကိန်းရဲ့လန့်ကိန်းနဲ့မြောက်ပေးမယ် ဟုတ်ပြီနော်45ဘိုင်း26ဘိုင်းဒီ20နဲ့6ဘိုင်း45ဘိုင်းဆိုလို့ရဟုတ်ပြီနော်အဲ့ခါကျတော့ဆရာတို့သူ့ကိုဘယ်လိုရှင်းမလဲသူ့ကို45တက်လီ45အဲ့တော့26ရဲ့43ရဲ့ဒီအဲဘယ်လိုရှင်းမလဲဆိုတော့ဆရာတို့စဉ်းစားကြည့်မယ်2တက်လီ2 2 3 6ဒါနဲ့နဲ့ပဲရမယ်နှစ်နဲ့လီလေးနှစ်သုံးလီ6 20နဲ့3အဲ့တော့ပိုင်းဝေက23ပိုင်းခြေက73 73ပိုင်း20နဲ့3ပိုင်းအဲ့တော့ဒါလည်းပဲကိန်းရောင်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုစားပေးမယ်23ကိုဒီ73နဲ့စားတလီပဲဝင်လို့ရမယ်73 73 30ချင်းအဲ့တော့1ကရှေ့ရရင်းနဲ့1 30ကပိုင်းချီ73အဲ့တော့1 73ပိုင်း30ပိုင်းဒါချီပဲအလျာအနှစ်တမ5 3.1 cm 3.8 cm အတိအသရှိသောမြန်ပိုင်း3ခု၏အလျားများပေါင်းလက်ကိုရှာပါဟုတ်ပြီမြန်ပိုင်းက3ခုရှိမယ်တစ်ခုက3.5 cm နောက်တစ်ခုက3.1 cm နောက်တစ်ခုသည်3.8 cm ဆိုပြီးတော့မှမြန်ပိုင်း3ခုရဲ့အလျားတွေရှိတယ်အဲ့ဒီအလျားများပေါင်းလက်ကိုရှားပါဆိုတော့ဒီ၃ခုကိုဆရာမတို့ကပေါင်းလိုက်ရုံပါပဲဟုတ်ပြီနော်အဲ့တော့ဆရာမတို့စပြီးတော့မှစရင်းမယ်နံပါတ်၄က မြင်းပိုင်း၃ခု၏အလျားများပေါင်းလဲဆိုပြီးတော့၃ခုကိုချပြီးတော့ရေးလိုက်ရုံပဲ။ အဲ့တော့၄တဒသမ5စင်တီမီတာနောက်တစ်ခုကကြတော့3တဒသမ1စင်တီမီတာအပေါင်း3ညာတဒသမ9စင်တီမီတာဆိုပြီးတော့သူတို့ကိုဒေါင်းလိုက်မြောက်လိုက်မယ်။၄တဒသမ5 sorry ဒေါင်းလိုက်ပေါင်းမယ်3တဒသမ1 3ညာတဒသမ9လက္ခဏာအပေါင်းဟုတ်ပြီနော်9ရက်1ရက်က6 6ရက်ခွင့်ရ73 3ရက်1 1 2ရက်1ရက်3 3ရက်3ရက်6ဒသမတိသူနေရာသူဆွဲမယ်6 6ဒသမ3ဒါဆိုရင်ဖြည့်ရေးမယ် ဒီဘောကအတိုင်းပဲဆရာမတို့ဒီမှာလာပြီးတော့ရေးပါမယ်။မြင်းပိုင်း၃ခုဤအလျားများပေါင်းလက်ညီမြချင်း6.3မှ3 unit ထဲမယ်စင်တီမီတာ။ဟာပြီနော်။နံပါတ်5စက်ခွေတထုပ်တီ1.25လက်မှတ်ထူဤတဲ့ စက်ကူတထွေရဲ့အထူကတက်တက်မှ25လက်မှရှိတယ်။စက်ကူတရွက်ဒီ3ညတက်မှ3ည3 25လက်မှထူလျင်ထူစက်ကူထုတ်တွင်စက်ကူမြများပါတယ်။စက်ကူတထုတ်စက်ကူထုတ်တထုတ်ပေါ့နော်။ A4 ထုတ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးစက်ကူထုတ်တထုတ်မှာ တတမနှစ်ငါလက်မှတ်ထူပါတယ်ဒါဆိုရင်အခြေထဲမှာရှိနေတဲ့စာရွက်တရွက်စီရကြတော့၃ညတတမ၃ည၃ညနှစ်ငါလက်မှတ်ထူလို့ရှိရင်အဲ့ဒီစက်ကူအထုပ်ထဲမှာစက်ကူအရွက်ဘယ်နှရွက်ရှိတယ်လဲတဲ့ဟုတ်ဘူးနော်ထိုစက်ကူထုပ်တွင်စက်ကူမြင်ရပါတယ်လေဒါဆိုရင်စက်ကူတထုပ်မှာ စက်ကူတထုပ်ရဲ့အထူကတသသမ25စက်ကူတရွက်ရဲ့အထူက3ရသမ3335ဒါဆိုရင်ဆရာမတို့ကစက်ကူထုပ်ထဲမှာဘလောက်အရေးအတွက်ရှိတယ်လဲဆိုတာကိုသိချင်လို့ရှိရင်တသသမ25ကို3ရသမ3335နဲ့စားမယ်ဟုတ်ပြီနော်အဲ့တော့ပေးထားချက်စရေးမယ်စက်ကူတထုပ်ဤအထူ จิตตมะ2 5และมาနောက်တစ်ခုကစာရွက်တရွက်ဤအထူးစာရွက်တရွက်ဤအထူးက၃ညရတ္တမ၃ည၃ည25လက်မဆမရလူကျင်နာက၁၉ထုတ်တွင်ပါဝင်သော၁၉အရေအတွက် ကူထုတ်တွင်ပါတော်စကူအရေးအတွက်ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာမတို့ကတည်တည်တမနဲ့ငါကိုဒီ၃ညတည်းတမ၃ည၃ည၂ညနဲ့စား ။ဒါဆိုရင်ဆရာမတို့ရမှာကလက်မဆိုပြီးတော့ရမယ်။အော် sorry အရေးအတွက်လိုချင်တာဆိုတော့ဘနဲ့ရွက်ဆိုပြီးတော့မှရမယ်။ဟုတ်ပြီနော်။အဲ့တော့တတသမ25ကို G ဆရာမတို့အပိုင်းကိန်းနဲ့ရေးမယ်။3ညတတမ3ည3ည25အဲ့တော့ဒီနေရာမှာအပိုင်းကိန်းနဲ့စားတဲ့ဒီဒသမကိန်းနဲ့စားတဲ့အခါမှာဒီဆမရဝဒသမကိန်းကိုဖျောက်ပေးတယ်။အဲ့တော့ဆယ်လီစိတ်၊ရာလီစိတ်၊ထောင်လီစိတ်၊တောင်းလီစိတ်ဆိုတော့တထောင်းနဲ့မြောက်ပြီးတော့မှဒသမဖျောက်မယ်။ ၃ရက်တမ၃ည၃ည၂ငါအမြခု၁ရာထောင်တောင်ဒါဆိုရင်ပိုင်းချီကိုမြောက်ရင်ပိုင်းဝေကိုလည်းမြောက်မယ်တိတိတမ၂ငါအမြခု၁ရာထောင်တောင်တတောင်ဆိုရရသွားပြီဒါဆိုလို့ရှိရင်သူ့ကိုဆံမလို့၃ည၄လုံးပါတဲ့အတွက်ကြောင့်မလို့တတမ၄နေရာဒီလိုရွှေ့လိုက်ရွှေ့လိုက်တဲ့အခါမှာ25ဆိုပြီးရတယ် ဟုတ်ပြီနော်တတမ2 9ကိုတော့တတမ4နေရာနောက်ကိုပို့မဲ့ခါကြတော့ဒီမှာတနေရာနဲ့နေရာရှိတယ်နောက်ကိုပို့တော့ဒီမှာ2နေရာထပ်ပြီးတော့မှ3ည3ညဆိုရဲချက်ရေးမယ်ဒါဆို1နဲ့9 3ည3ညဆိုရဲရသွားပြီဟုတ်ပြီနော်အဲ့တော့သူ့ကိုစားမယ်25တက်လီ25 25 9လီ125နောက်က3ညကတော့25 3ညလီ3ည25 3ညလီ3ည900 အဲ့တော့ဒီ900ကဆင်မတို့ဘာလို့ရှာခဲ့ရလဲစက်ကူထုတ်တွင်ပါတဲ့စက်ကူအရေးအတွက်စက်ကူအရေးအတွက်ဆိုတော့အရွက်နဲ့ရေးပေးရပါမယ်အဲ့ဆင်မတို့ဒါကိုပဲဒီမှာပြန်လိုက်ရေးမယ်စက်ကူထုတ်တွင်ပါဝင်သောစက်ကူအရေးအတွက်ညီများချင်းဒါအဖြေပါနော်အဲ့တော့900ရွက်ဆိုရင်ရေးလိုက်ရမယ်အရွက်ပေါင်း900ပါတယ်နံပါတ်6က3.33နဲ့လက်မသည်3.89 9.8စင်တီမီတာနဲ့ညီများတော့ တလက်မတွင်စင်တီမီတာမီများရှိတယ်နေတဲ့အဲ့တော့ကြည့်ကြည့်မယ်နော်သူပါပေးထားလဲဆိုတော့3တသမ1 3ညာ2လက်မခါတဲ့ခွန်တသမ8ခွန်9 3ညာ8စင်တီမီတာနဲ့ညှိတယ်တဲ့တူတူပဲအဲ့တော့ညှိတယ်ဆိုတော့ညှိမြခြင်းဆိုပြီးတော့ရေးလိုက်အောင်မယ်3တသမ1 3ညာနဲ့လက်မညှိမြခြင်းခွန်တသမ8ခွန်9 3ညာ8စင်တီမီတာဆိုပြီးတော့ရေးလိုက်သူကညှိရဲ့လို့ပေးထားတော့ဆရာမတို့ညှိပေးမယ် ရှက်လက်မတွင်စင်တီမီတာမီများရှိတယ်နီဟုတ်ပြီဒီမှာ3စင်တီမီတာအော် sorry 3လက်မအောင်ပေးထားတယ်3ဒသမ13ညာနဲ့လက်မအောင်ပေးထားပြီးတော့မှတလက်မအောင်ရှာခိုင်းတယ်ရှေ့ကပုတ်စာထဲမှာဆင်မလို့ပြောပြတာဒီလိုမျိုးပေးထားလို့ရှိရင်စားပေးမယ်ဘာဘာနဲ့စားမလို့ဆိုတော့ခွန်ဒသမ8.93ညာ8စင်တီမီတာကိုဒီ3ဒသမ13ညာနဲ့လက်မနဲ့စားဒါဆိုရင်ဆင်မလို့လူချင်းနဲ့တလက်မအတွက်ရသွားပြီဟုတ်ပြီနော်ရှေ့မှာလည်းပဲပြောပြတာ အမ ्याव ကိုပေးထားပြီးမှတစ်ကိုရှာခိုင်းလို့ရှင်ဆရာမစားတယ်တစ်ကိုပေးထားတယ်ဒီမှာတလက်မအောင်ပေးထားပြီးတော့မှသုံးသက်သက်မှတစ်သုံးညာနဲ့လက်မအောင်ရှာပါလို့ပေးလို့ရှင်တော့သူကမြှောက်ပေးရမယ်ဟုတ်ပြီနော်ဟုတ်ပြီလားဆိုလို့ရှိရင်ဆရာမတို့ကသူ့ပေးတဲ့ပေးချက်လေးကိုစရေးမယ်။သုံးသက်သမတစ်သုံးညာနှစ်လက်မှညီမြချင်းခွန်သက်သမ8ခွန်9သုံးညာ8စင်တီမီတာ ဒါပေမဲ့ရရှင်ဆရာမတို့လူချင်းတာကတလက်မအတွက်လူချင်းတယ်တလက်မမိညာချင်း question mark ဆိုပြီးတော့နောက်တစ်ဆင့်မှာတွားရင်းနေရတယ်ဆရာမတို့ဒီအဆင့်မှာပဲခုနပြောရဲ7.89 sorry 879080 divided by 3.102အဲ့ဒီမှာရမှာလीတလက်မမှာဘယ်လောက်စင်တီမီတာရှိတယ်လဲလို့ပြောတာမို့လို့ဆရာမတို့ဒီဘက်မှာရမယ်အဖြေကစင်တီမီတာဆိုပြီးရမယ် ဟုတ်ပြီနော်အဲ့တော့ဒီအစားကိုဆရာမတို့ကပိုင်းကိန်းပုံစံနဲ့ရေးမယ်ခွန်တတမ8938အစာ3တတမ7392ဆိုရပြီးပြောင်းလိုက်အဲ့တော့တတမဒီစားတဲ့အခါမှာတတမကိန်းနဲ့စားမယ်ဆိုရင်တတမဖြောက်ပေးမယ်အဲ့တော့ဒီမှာဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဆိုတော့တထောင်နဲ့မြောက်ပြီးတော့မှဖြောက်အဲ့တော့3တတမ7392အမြောက်တထောင် ဒါကြတော့ခွန်ဒတမ၈ခွန်9 38အများတခြားဟုတ်ပြီပြောင်းမယ်တထောင်နဲ့မြောက်လိုက်တဲ့ခါမှဒီဒတမ3နေရာရွှေ့လိုက်ဒါမှအလုပ်ဖြစ်သွားမယ်။3 1 3 2သူ့ကို3နေရာရွှေ့မယ်။1 2 3ပြီးလို့ရွှေ့လိုက်တော့ခါကြတော့ခွန်8ခွန်8ခွန်9 သတ္တမ၃ညရှိသတ္တမ၃နေရရှိတော့ဒီကသတ္တမဒီုံရောက်လာမယ်ခွန်ရှိခွန်ကိုသတ္တမ၃ညရှိဆိုရရပြီဒါဆိုရင်ဆံမတို့ကသူ့ကိုဒီတိုင်းပဲခြေလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆံမတို့စားကြည့်မယ်အကျန်းထဲမှာစား ပြီးတော့မှစားလိုက်မယ်ခွန်ရှိခွန်ကိုသတ္တမ၃ညရှိကိုဒီ၃တောင်၁၀၂နဲ့စားဟုတ်ပြီနော်အဲ့တော့ဒီမှာ9800 89ရှိတယ် 3100နှစ်ကနှစ်လီဝင်လို့ရမယ်ပေါ့နှစ်လီဆိုလို့ရှိရင်က6200နဲ့လီဆိုပြရအောင်အဲဆရာတို့နှစ်လီဝင်လိုက်6000နဲ့200လီနှုတ်မယ်900လီကိုနှုတ်တော့5ကျင်း900တောင်ရောက်နှုတ်ဖုန်းကျင်း8000နှစ်ကိုနှုတ်တော့6ကျံမယ်906ကိုနှုတ်တော့7ကျံ1685ဒသမအပေါ်ပို့လိုက်နဲ့3ညဆွဲဟုတ်ပြီ ဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုစဉ်းစားကြည့်မလဲဆိုတော့3000လေးဆိုကြည့်လိုက်မယ်3945 3945ဆိုရင်3000ဆိုလို့ရှိရင်1500ဆိုရင်တော့စားလို့ဝင်တာပေါ့အဲ့တော့3100နဲ့ဆိုရင်လည်း5000တော့ဝင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့အောင်5000လေးစမ်းကြည့်မယ်3000နဲ့3100နဲ့နှစ်ကို5နဲ့မြောက်ကြည့်မယ်ငါလီဝင်ဖို့ဟုတ်ပြီလား9နဲ့30တုံညာရေးတက်မယ်9တုံညာရေးတုံညာ10 9တက်လီ9 9တုံလီ15 အဲ့တော့တထောင်ငါးရောင်ငါးရာနဲ့တဆင်ဆိုတော့ဆင်မလို့ငါးလီဝင်လိုက်တထောင်ငါးရောင်ငါးရာနဲ့တဆင်အဲ့တော့ဆင်မလို့နှုတ်မယ်တုံညဟုတ်ပြီနော်ငါးရာတစ်ကုန်တော့၄900ငါးကုန်တော့2 600ငါးကုန်တော့တထောင်900နဲ့40အဲ့တော့ဒီက၈ကိုဆွဲမယ် အဲ့တော့ဒါကိုလည်းဆံတော့စဉ်းစားမယ်၄လီဝင်လို့ရမယ်ပေါ့နော်3100နည်းနည်းဆိုတော့3လီစနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့1000နဲ့1000လို့ရမယ်နောက်က100နည်းကတော့ဒီ400နည်းရှိပေးရမယ်ပေါ့၄လီကဟုတ်ပြီနော်အဲ့တော့3100နည်းနည်းက၄လီဝင်လိုက်လို့ရှိရင်12400နည်းရှိဆိုလို့ရတယ်300အဲ့တော့သူ့ကိုဆံတော့အဖြေထုတ်မယ်နှစ်တက်မှာ94ဆိုပြီးတော့အဲ့တော့ အဲဒီဆံမတော်သူကိုအပေါ်မှာပေးထားတယ်ပေးထားခြင်းအရာရှာချင်တာတလက်မအကျက်ကနေတသက်မ5.5စင်တီမီတာဆိုပဲရသွားပြီ။ညာပြီနော်အဲတော့ဒါကဆံမတော်ပြန်လည်လေးကျင်ခန်းပြီးသွားပါပြီ။အဲတော့ကျန်ရှိနေတဲ့လေးကျင်ခန်းအာဒီအခန်းနေပေါ့နော်အခန်းလေးနေဆိုဆံမမတင်ရသေးဘူးအဲ့အခန်းလေးကိုပြန်ပြီးတော့တင်ပေးပါမယ်။အဲတော့ဖြစ်နိုင်လို့ရှိရင် VPN လေးနဲ့ကြည့်ပေးပါရှင်။ ခုလိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စားရည်လည်းများကြီးရပါစေ။